ဒီမှာလာပြီးတော့ငါတို့ပြည်စီကိုနောက်ရှင်းနေရပေါ့လေတေဖို့တာပြင်တာကောင်းဖို့ရင်လိုက်ရပါတယ်ဒွေးတန်ရဲရဲနဲ့ဥဒွေးတွေအစာအိမ်စိတ်ပိုင်တွေရာနေထဲမှာတွဲလောင်ကြောက်နေပြီးတော့လောက်ရန်နေရာဟာတိတ်မလို့ကြောက်စရာကောင်းပါလေဘာဘာပြောတာလဲခင်ဗျားတို့ယူနေရလားဒါခင်ဗျားတို့ရဲ့မိမကရင်သူရဲ့လားကျွန်တော်တို့လူသားတွေဟာကိုမသိတဲ့အရာကိုမမြင်ဘူးတဲ့အရာကိုအနေနဲ့တရေလို့သတ်မှတ်တတ်ကြပါတယ် အဲ့ဒီလိုတတ်မှတ်လိုက်တဲ့အခါမှာကြောင်ရုံမူကနေရက်ဆက်မှုစီကိုတလန်းနေနဲ့ရောက်သွားတတ်ပါလေဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့လောခဲနှစ်ပေါင်း30ကျော်ထိုင်းနိုင်ငံရဲ့နေဆက်ဆက်လုပ်ရေးလုပ်ငန်းတစ်ခုမှာကျော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ကရင်သူရဲ့ဇာတ်လမ်းလေးပါအဲ့ဒီတွေ့ကြုံကနေကျော်တို့အားလုံးကမြင်ယုံနဲ့မဆုံးဖြတ်တဲ့ကြောင်းအမှန်တရားဟာကျော်တို့ထင်ထားတာတဲ့ပုံမှန်ရှုပ်ထွေးနိုင်ကြောင်းသင်ခန်းစာယူရပါလိမ့်မယ်အဲ့ညာကတကယ်ကိုကြောက်စရာကောင်းတာကတော့ကရင်သူလား ဒါမှမဟုတ်ကျွန်တော်တို့ရဲ့မုံတီးတက်တဲ့စိတ်တွေလားဆိုတာကိုဇလန်ဆုံးတဲ့အခါမှာမိစေတို့ကိုယ်တိုင်ကိုဆုံးဖြတ်စေချင်ပါတယ်ဗျာ။ရွေးနမေအားဥဖိုးတော်ပါခုဆိုရင်တော့အသက်90ကျော်ပါပြီဗျာ။ဒါပေမဲ့ငငယ်တော့ထိုင်းနယ်စပ်ကျေးရွာလေးမှာကြောကြားခဲ့တဲ့ကရင်တူလို့ခေါ်တဲ့တရေအကြောင်းလေးကြုံခဲ့ရတာဟုတ်တော့ဘယ်တော့မှမိမ့်မှာမဟုတ်ဘူးဗျာ။ အဲ့ဒီမှာဖြစ်ဖြစ်တွေဟာညာဖြစ်ဆိုရင်ဆိုရင်ယနေ့ချိန်ကြီးတော့အိမ်မပြောတော့အောင်ချောင်းလက်နေတုံးပါပဲအဲ့ဒါကတော့1992ခုနှစ်တပေါင်းသားလောက်ကပေါ့ကျွန်တော်ကစားသမားတမ်းပဲပြီးခါစားကျွန်တော်ရဲ့လုပ်အားကတော့ကောင်းတာကြောင့်ဆက်လုပ်ရေးလုပ်ငန်းခွင်တွေကိုရောက်နေပါပဲကျွန်တော်ရဲ့ဦးရင်းဖြစ်တဲ့ဦးမြင့်ဆိုတော့လက်ထပ်ဦးစီးနေနဲ့ဦးဆောင်နေပါတယ် ကျွန်တော်တို့ရဲ့အဖွဲ့မှာအောင်လုံးပေါင်း9ယောက်6ယောက်တော့ရှိပါတယ်ကိုဘာတုံရဲ့ကိုလထုံရဲ့ဆိုတာအလုတ်ကျန်းတွေလုံနိုင်တဲ့လုံပေါ်ကိုက်ဖက်တွေပါဒေါက်ခင်းကြီးကတော့ကျွန်တော်တို့အတွက်ခမင်းဟင်းချစ်ပေးရတဲ့သူပေါ့ဗျတခါတုန်းကလန်ဖောမျိုးရဲ့အစော်လင်ဝင်းနေနဲ့လာအိုတီးချက်နေကြကအိယာစီမံကိအသက်တစ်ခုမှအိနေဆယ်လောက်ကိုအယူရှင်ဆုံးတတ်မှတ်တည်ဆောင်ဖို့ရောက်နေကြပါတယ်ကျွန်တော်တို့ကအဓိကတက်သားပေါင်းနဲ့အုတ်ယူတီတာကိုပဲလုံကြတာပါ ဥပမာပြောရရင်တော့ဗျာပယံပေါ့ကြံတဲ့လျက်ဆက်ဈေးတုတ်တာတွေဘူးတော့တခြားအဖွဲတွေကလုံးကြပါတယ်အဲ့ဒီမှာကျွန်တော်တို့အားလုံးကယာယီဆောက်ထားတဲ့တက်တာတက်အိတ်လေးတွေမှာစွပြုံပြီးတော့နေထိုင်ကြရပါတယ်။ညဘက်တွေဆိုရင်တောဆော်ဖြစ်တဲ့အတွက်ကြောင့်မို့တိတ်ဆိတ်လောပြီးတော့လာအိုခြံတွေထဲကလေတိုက်တံတွေကလွဲလို့ဘာတမ်းမှမကြားရပါဘူး။တင်းရင်မှာတော့အိတ်ရှင်ဖြစ်တဲ့တတိမကြီးကဦးမြတ်စိုးစီကိုရောက်လာပြီးတော့မြတ်စိုးရေအိမ်လျုံကအများဆုံးလက်စားတက်ချင်နေပြီ။ တခြားအဖွဲတွေမဝင်ခင်မှာနေတို့တွေမြ мян ပြီးအောင်လုပ်ထားကြနော်စိတ်ချပါတဲ့ထင်းမကြီးဂျိုးတို့တန်းနေတယ်လို့အားထုတ်နေပါတယ်ဗျဒါပေမဲ့လေဒီနှုံနဲ့ဆိုရင်တော့နောက်တစ်တစ်ပတ်လောက်တော့ကြာအောင်မယ်ဦးမြန်ဆိုတာကျွေးတော့ရင်းနဲ့ပြောပါတယ်ဟဲမရဘူးလေဒီအတွက်လူအင်အားထပ်ပစ်ပေးရမယ်ကျမတို့ဘန်ကောင်ကหนีပြီးတော့မြန်မာလုပ်သားတစ်ဖွဲ့ကိုခေါ်ထားတယ်ခမားတို့နဲ့မျက်နှာချင်းဆိုင်ရာတဲ့ရဲ့တဲ့မှာသူတို့ကိုหนีခိုင်းမယ်သူတို့ကဆောက်လုပ်ရေးအတွေ့အကြုံရှိပြီးတော့အလုပ်မြင်တယ်သူတို့ကဒီနေ့ညနေရောက်လိမ့်မယ်ကွညနေဆောင်တော့ဂတိအတိုင်းပဲ ညီမလို့တာခနေရောက်ပါတယ်အုပ်စုစုစုရောင်းရောင်းခဲ့ပါတယ်သူတို့ရဲ့ခေါင်းဆောင်ကတော့ခက်အုံအုံမျက်နှာတွေကလည်းရဲရဲတောက်နေဥပချိုဆူတဲ့သူပါပဲသူ့ရဲ့အဖွဲ့ထဲမှာတော့တခြားယောက်ျားတွေအပြင်အမျိုးသမီးတစ်ယောက်လည်းပါလာခဲ့ပါတယ်သူ့ရဲ့နာမည်ကမေသက်သူကခင်မောတဲ့ကိုမောင်ဆိုးနဲ့တူတူလိုက်လာတာဖြစ်ပေမဲ့မျက်နှာကတော့အမြင်ဖြောတော့ပြီးတော့စကားနေနေပါတယ်ကိုမြတ်ဆိုးကဥပချိုနဲ့တွေ့ဆုံပြီးတော့နေရာချထားပေးပါတယ် ကဲကိုဘချိုခင်ဗျားတို့နေရမယ့်တရားခိုးပဲမှာပါလေခွင်းနဲ့လည်းပုံကြီးတဲ့ဦးမြတ်ဆိုဟာလက်ညှိုးထိုးပြပါတယ်ကောင်းပါပြီဦးမြတ်ဆိုကျွန်တော်တို့အလုံးအားတော့ခွန်ဆိုင်လုပ်ပါမယ်ဒီမှာတော့ဘသူမှနောက်ဆက်တာမျိုးလာရှုတာမျိုးမရှိဘူးလို့မျောလင်းပါတယ်ဗျဦးဘချိုဟာမျက်လုံးမိတ်ပြီးတော့မေးပါတယ်ဒီမှာလေလောင်ချန်ရင်းနဲ့လေခွင်းနဲ့ပဲရှိတယ်ခင်ဗျားတို့အလုံးစူးစမ်းရင်တော့ဘသူမှလာမရှုပါဘူးဒါပေမဲ့ညာဘက်တွေဆိုရင်တော့တတိထားနော်အဲ့နေရာတော်တော်ကိုတော့ကြတယ် ပထမဆုံးညမှာပဲကုကုမနေပြီဆိုတာကိုကျွန်တော်ခံစားမိလိုက်ပါတယ်။ည7:00နာရီလောက်မှာဆောက်လုပ်ရေးတမားတို့ရဲ့ထုံးစံအတိုင်းအိတ်တာတက်ချင်လာလို့ကျွန်တော်အိတ်ဟာနီထားလိုက်ပါတယ်။ကျွန်တော်တို့ယာယီဆောက်ထားတဲ့အိတ်တာတဲအိတ်တွေရဲ့အစောဆုံးနားမှာရှိပါတယ်။ပြေရောက်တာနဲ့နှာခေါင်းထဲကိုချက်ချင်းဝင်လာတာပုတ်အဲ့အဲ့အနှံ့ဆူကြီးတစ်ခုပါ။ ဒါဟာတည်ပြီးတာကြာပြီးဖြစ်တဲ့တိရစ္ဆာန်အတင်အောင်ရဲ့အနက်မျိုးမဟုတ်ပဲနဲ့သွေးညီနဲ့ပုံညီရဲ့အသားနဲ့တွေရောနေတယ်အနက်ဆိုကြီးကျွန်တော်ကျွန်တော်ရဲ့နှာခေါင်ပိတ်ပြီးတော့အိတ်သားဖက်ကိုရှောက်သွားပါတယ်အိတ်သားတက်နေလုံးမှာပဲလင်ခွေးဖက်ကိုလမ်းကြည့်လိုက်တဲ့အခါမှာအနီရောင်မီးလုံးကြီးတစ်ခုဟာမီးပြင်းရဲ့မနီးမွေးမှာဖြည်းဖြည်းချင်းမျောနေတာကိုတွေ့လိုက်ရပါတယ်မီးလုံးရဲ့အရောင်ကတာမန်မီးအိမ်အောင်မဟုတ်ပါဘူးသွေးလိုနီးရဲပြီးတစ်ဖက်ဖက်တောက်နေတဲ့အရောင်မှာရောင်းရဲ့စိတ်ထဲကနီးဟွန်း ငါးပိုင်းနဲ့ရာသားတွေဖြစ်မှာပါလေအဲ့လိုဖြေးတိတ်လိုက်ပါတယ်ဒီလေခွေးတွေမှာညနေကြီးငါးလခန္ဓာမျိုးတစ်ခါမှမမြင်ဘူးပါဘူးအဲ့ဒီအချိန်မှာပဲအနည်းအောင်မီးလို့ပါအပေါ်ရုတ်တရက်မြင့်တက်သွားပြီးတော့ကျွန်တော်တို့တန်းအိမ်တွေရဲ့ခေါင်းမိုးပင်ဥတီလာလို့ခံစားလိုက်ရပါတယ်ပြီးတော့တိတ်ဆိတ်စွာနေပြီးရောက်ကွယ်သွားပါတယ်ကျောင်းဆိုင်ဝင်လာနဲ့အိတ်သားညီရောအမြန်ဆုံးထွက်ပြီးတော့တဲတဲ့ကိုပြန်ဝင်သွားခဲ့ပါတယ်။ဥပချိုတို့တဲဖဲကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့မိတွေပိတ်ပြီးတော့တိတ်ဆိတ်နေတာကိုတွေးလိုက်ရပါတယ်။ နောက်တနည်းမနစ်မှာပဲကိုဘတုံးနဲ့ကိုလှလုံလို့နေရစလို့ဟာဖြားနာပြီးတော့အလုံမဆက်နိုင်ပါဘူးမျက်နှာတွေကလည်းဖြူဖက်ဖြူရောပြီးတော့ကိုတွေလည်းပူနေပါတယ်မင်းညာဘာဖြစ်တာလဲဟဲ့ကောင်ဝင်မင်းတို့ညောင်ဖေးကင်းသူနဲ့များတွေးခဲကြရလားကွာဥမျက်စိုးကစားနောက်ရင်းနဲ့မေးပါတယ်ကိုဘတုံးကတုံရင်နေတဲ့အတန်နဲ့ဥမျက်စိုးကျွန်တော်တို့လေကင်းသူကိုမြင်လိုက်ရတယ်အော်ဘာတွေပြောနေရလဲကွာဘယ်မှာလဲဘလို့ပုံနဲ့ဥမျက်စိုးကအံ့အောင်တက်ပြီးတော့မေးပါတယ် ကိုလာလောကမြည်ရင်ဝင်စကားစပြောပါတယ်။ဟိုကျွန်တော်တို့လက်ရစလုံးလေးညာ၁၂နှစ်ကြီးကျော်လောက်မှအိတ်သာသွားချင်လို့ထွက်လာတာ။အဲဒီမှာဂျော်ရှီယာနေလေမြို့သမီးတယောက်ကအိတ်သာထဲကိုဝင်သားတော့တွေ့လိုက်ရတယ်ဗျ။ဘာတလောဆက်ပြောပါတယ်။သူကလေမေမေတဲ့လိုမျိုးပဲစပယ်ရှိရှိနဲ့ဂျော်တို့ကလေဟဲဒီနေ့မှညာချင်တော်မှာအဲ့လိုစိတ်ထဲကနေပြီးတော့ပြောပြီးတော့စောင့်နေကြတယ်။ ခမမူတော့လေအိဒါထဲကနေလေခွာဆိုတဲ့တလူလူရှော့ဆိုတဲ့တခုခုစောက်ယူနေတဲ့တလူလူဂျားလိုက်ရတယ်ဗျပြီးတော့လေအဲ့ဒီအဲ့ဆိုရလေလေမင်းညာဥဥဘို့တော့ဥဘို့တော့ရခဲ့တဲ့အလက်မျိုးပဲဟုတ်ကဲ့ညီဆိုဆိုအလက်ကိုလာလာတော့လက်မခံနိုင်စားနေပဲခေါင်းခါညံပါရင်ဟိုဟိုပြီးတော့ဗျာဟိုဥရှော့ဆိုပြီးတော့လေမတန်ဆက်အော်တန်ကြီးတခုဂျားလိုက်ရတယ်ဗျကျော်တို့မော့ကြည့်လိုက်တော့လေအိဒါရဲ့တက်တာအမုန်းပေါ်ကနေ ဥဥတွေတွေချောင်းချောင်းပြီးတော့ဆင်းနေတဲ့ဥခေါင်းကြီးတစ်ခုကလေလေထဲကိုတန်းပြီးတော့ထွက်ပြေးသွားတော့ညင်လိုက်ရတယ်ဗျအဲအဲ့ဒီဥခေါင်းရဲ့ပဇံကနေသူသူညီရဲပြန်လဲလာတယ်ပြီးတော့ပြီးတော့အဲ့ဒီဥခေါင်းကိုလေဝေါ်ရထားတဲ့မိအမြင်ကလေကျွန်တော်တို့မြင်လို့ပြန်နေမထွက်တော့ဘူးဒါကျွန်တော်တို့ရောရောပြောတဲ့ကရင်သူရဲ့ဥလေးရာသူတို့နဲ့စလုံးလက်ဖြတ်ပြီးတော့တဲထဲကိုပြန်ပြေးဝင်လာကြပါတယ်နောက်ဆုံးမှာတော့ရနောင်သွားကြတာပေါ့ ကိုဘတုံနဲ့ကိုရလုံတို့ကြားတာကြောင့်အလုပ်တွေကပိုးပြီးတော့နောက်နေလာပါတယ်။ဦးမြဆိုကအခြေအနေကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တညမှာညဆက်နေလောက်မှာပေါ့ကျွန်တော်တို့ဓမဲချက်ဖို့ယာယီစောက်ထားတဲ့မိဖို့ချောင်းဘဲကနေဗတန်တစအတန်တခုခုကြားလိုက်ရပါတယ်။အဲ့လိုတိုးတိုးလေးငင်းကန်မျိုးပါပဲ။ ဥမျက်စိုးကချစ်ချင်တတိကြီးကြီးထားလိုက်ပြီးတော့ဟဲ့ဖို့တော့အဲ့ဘဲလာလေဟိုချက်ပြုတ်ခမ်းရမှာဥလေးကိုလာလုံးကိုဖျားနာသွားကြတာကိုကြားပြီးကလေးကကျွန်တော်အလုံးကပစိုးအောက်မှာတ냥ငယ်လေးတွေကိုချုပ်ထားပြီးအိတ်ကြတာပါဥမျက်စိုးကသူ့ရဲ့ပစိုးအောက်ကနေပြီးတော့လက်လုံဒါမကြီးကိုဆွဲထုတ်လိုက်ပြီးတော့မဲလို့အလုံးနောက်ကနေလိုက်ခဲ့ကြအေးတက်တော့ဘာလုပ်နေလဲဆိုအောင်တွားကြည့်ရအောင်အလုံးစုစုပေါင်း၄00တိတ်တိတ်ဆိတ်ဆိတ်နဲ့ချက်ပြုတ်ခံပေးချီတက်တွားကြပါလေ ချစ်တူခန္ဓာရောက်တဲ့အချိန်မှာတော့အနက်ဆိုတာပိုပြီးတော့ပြင်းထန်လာပါတယ်ကျောင်းတုံးရဲ့ငားမြတဲ့တွင်းကျိတ်လို့ခေါ်တဲ့ plastic စီပိုင်းအကြီးရဲ့အဝမှာမြည်ရဲနေတဲ့မျက်လုံးကိုတွေးလိုက်ရပါတယ်။အေးမြည်လုံးအောင်မှာပုပ်ရဲ့အသားစားတွေစုပ်ယူစားတောက်နေတဲ့ဥကောင်းကိုယဉ်လိုက်ရပါတယ်။တွေးတဲ့ရဲရဲနဲ့ဥတွေတွေအစာအိမ်စိတ်ပိုင်တွေရာနေထဲမှာတွဲလောင်ကြောက်နေပြီးတော့လောက်ရနေရဟာ တိတ်မလို့ကြောက်စရာကောင်းပါလေဦးမြတ်ဆိုတာဒေါသအကြီးနဲ့လက်ထက်ကဓမ္မကြီးကိုမြောင်းလိုက်ပြီးတော့ဒုံဆိုင်ပြေးထွက်သွားပါတယ်ဟဲ့ဒီမှာလာပြီးတော့ငါတို့ပစ္စည်းကိုနောက်ရှင်းနေရပေါ့လေတေဖို့တာပြင်တာဦးမြတ်ဆိုရင်ခြေတရာငင်းကြီးပေါ့အာဘတရရင်းလိုက်တဲ့ခါမှာ ဦးခေါ်ဟာရုတ်တရက်နေခဲမှာစက္ကနေရက်သွားပါတယ်။ဦးမြင့်စိုးဟာဓမ္မကြီးနဲ့ဖုတ်ချဖို့အာရုံလိုက်တဲ့အချိန်မှာပဲ။နေနေနေလေပါဦးမြတ်စိုးရက်လိုက်ပါ။နင့်နဲ့ချင်းဆိုင်တဲရန်ကြီးဥပချိုကအတန်ကုန်ပြေးထွက်လာပါ။ဒီနောက်မှာတော့ကိုမောင်စိုးနဲ့ပါလာပါတယ်။ဘာလဲဥပချိုခမားမာတွေပြောနေရလဲ။ဒီဟာငါတို့လူမျိုးဖြာနာအောင်လုပ်နေတဲ့တရေပဲ။ဦးမြင့်စိုးဟာအန်ကျိတ်ပြီးပြောလိုက်ပါ ဘူဘချိုကဦးမြင့်စိုးအတင်းဆွဲပြီးတော့အနီအောင်မီးလုံးစီညော်ပြပါတယ်။အဲ့ဒီအချိန်မှာပဲအနီအောင်မီးလုံးကဖြည်းဖြည်းမိန်ဖြော့သွားပြီးတော့ ေထဲမှာတွဲလောင်ကျနေတဲ့ဥတွဲတွေကလည်းကြောက်ကွင်သွားပါလေ။အဲ့ဒီအစားခေါင်းတစ်ချကိုတစ်ချဖြစ်နေတဲ့မေသိရဲ့ကိုခန္ဓာဟာမြေကြီးပေါ်မှာပုံလေးရဲ့သားကြံ့နေခဲ့ပါရဲ့။ကိုမောင်စိုးဟာငိုတန်ပါနဲ့မြေပေါ်မှာလဲကျနေတဲ့မေသိရဲ့ကိုခန္ဓာကိုပြေးပြက်လိုက်ပါရဲ့။တတတတကျွန်တော်ရဲ့ဇနီးပါဦးလေးဦးလေးဦးမေစိုးဘာဘာဘာမလုပ်ပါနဲ့။ ။ဦးဘချောကအသက်ရှင်တဲ့ပြင်းပြင်းနဲ့တောင်းပန်ပါလေ။ဘာ?ဘာပြောတာလဲ။ခင်ဗျားတို့ယူနီယာလား။ဒါကခင်ဗျားတို့ရဲ့မိမ။အရင်သူလေလား။ဒီမှာစပါဓမ္မကိုချလိုက်ပြီးတော့စစ်တတီရဲ့ကျောတော်အလုံးလဲကြည့်လိုက်မေတ္တာခန္ဓာကိုတဲတဲကိုတဲသွားပြီးရဲ့နောက်မှာဥပါချူပါဥမျက်ဆုံနဲ့ကျွန်တော်တို့ချိန်မီမန်ကိုရှင်းပြဖို့တောင်းဆိုပါတယ်ကျွန်တော်တို့ရမှာတော့ဒီလိုဖြစ်နေအောင်နှက်ပူတာလို့မခေါ်ပါဘူးဒါမျိုးရိုးလိုက်တဲ့အမွေလိုမျိုးပါပဲ ေတဲ့ဟာသူ့ရဲ့ဘွားစီရနီအဲ့ဒီဝေဒနာကိုအမှုစက်ခံရတာပါ။ညာဖေးရကနော်ဒီလိုအကောင်ဆုံးကသူ့ရဲ့ခန္ဓာကိုယ်ကနေပြီးထွက်လာပြီးတော့အဆာဆာရပါတယ်။ဥပချူကတော့ခေါင်းငုပ်ပြီးတော့ပြောပြပါတယ်။ဦးမြင့်ဆိုကပစိုးကပုံစတယ်လို့ထိုးထည့်ပြီးတော့မယုံကြည်နိုင်စာနဲ့မေးပါတယ်။ဒါဆိုရင် तू ကအရေးမဟုတ်ဘူးပေါ့။အရှင်လက်လက်မိမ့်ပြစ်ပေါ့။ဟုတ်ပါတယ်ဗျာ။ तू ကိုယ်နဲ့ကကောင်းမွန်တယ် तू က။ ဘသူ့ကိုမနာကျင်စိတ်ခင်ပါဘူးဒါပေမဲ့အဲ့ဒီဝေဒနာသူ့ထိတ်ချုပ်ထားတာဒီအနှက်ဆူတွေဥတွဲတွေဟာသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေပဲကျွန်တော်တို့မြန်မာပြည်မှာဒီအကြောင်းတွေကိုလူတွေသိနိုင်ရင်သူအနေရှိမှဆိုလို့တခြားသူတွေရဲ့နောက်စစ်တာမခံရအောင်လို့ဒီထိုင်းနိုင်ငံကိုလာရောက်ပြီးတော့အလုပ်လုပ်နေရတာပါကိုမြတ်ဆိုရဲ့ကိုမြတ်ဆိုပါရှိုက်ကြီးတင်နေနေပွင့်ပြောပါဦးဒါဆိုရင်ဒီရက်ပိုင်းကိုဘတ်တုတ်နဲ့ကိုလာလို့တို့နောက်စစ်နေရရောကျွန်တော်ကမေးလိုက်ပါတယ် အဲ့ဒါကိုကျွန်တော်တို့ကတောင်းပန်ပါတယ်ဗျ။ तू ကအိတ်တန်သွားတဲ့အခါမှာခမားတို့ရဲ့အိတ်တန်နဲ့နှီးသွားတဲ့အတွက်ကြောင့်မို့သူ့ရဲ့တရေကောင်နဲ့မောင်းရင်းပြီးတော့နှောက်ချင်မိတာဖြစ်ပါလိမ့်မယ်ဗျ။ကိုကစပြီးတော့ကျွန်တော်တို့အထူးတတိထားပါမယ်။ခမားတို့ဘက်ကိုလောကထပ်မနှောက်ရှင်းတော့ဖို့ဂတိပေးပါတယ်ဗျ။ဒီမချူကလေးနဲ့ထားပြီးတော့တောင်းပန်ပါတယ်။ဦးမြတ်ဆိုကမျက်နှာကိုလက်နဲ့ပော့ပြီးတော့စဉ်းစားပါတယ်။ အဲ့လူရလိန်ညာနေရမဟုတ်ဘူးဆိုတာကိုခံစားမိပါတယ်ဒီလိုယောဂဝေဒနာမျိုးမြမပီသားတွေတချို့ကြုံတွေ့ရတဲ့တယ်ဆိုတာလေသူကြားလို့ပါလေဟူးဒီကိစ္စကိုဘုရုမထပ်မပြောကြည်ကွာငါတို့မသိချင်အောင်ဆောင်းပြီးတော့ဆက်ပဲအလုံးလုံးနေလို့ဘုသောမင်းတို့လည်းကိုဘတော့ကိုလာလို့လို့တေချာစင်ပြလိုက်ဦးမြင့်ဆိုတာစိတ်မသက်မသားနဲ့ဆုံးပြလိုက်ပါလေဒါဆိုခင်ဗျားတို့ပြရတယ်ကျွန်တော်စီလောဝမလာလို့တတိပေးထားပါနောက်တစ်ခါအနက်ဆိုရတာအော်တန်ကြားတာမျိုးမဖြစ်စေနဲ့မဟုတ်ရင်တော့ကျွန်တော်တို့ကလည်းတိကျနေမှာမဟုတ်ဘူးနော် စိုက်ကြပါကိုမြတ်ဆိုကျွန်တော်တို့အထူးဂရုစိုက်ပါမယ်ဥပချူကဂတိပေးပါတယ် ီလိုနဲ့ကျွန်တော်တို့အဖွဲ့တွေကကြံတဲ့တပတ်တာအလုံးစိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့ဆက်လုပ်ခဲ့ကြပါတယ်။ညဖက်တည်းဆိုရင်တော့ဘူးမအပြည့်မထွက်ရကြတော့ပေါ့။မျက်နှာချင်းတိုင်းတရားနေပြီးတော့အနက်ဆိုးတွေအတန်ဆိုးတွေမလာဘူးစွန့်တောင်းနေခဲ့ကြပါတယ်။အိမ်ဒီအလုံးကိုလေးမြန်စွာလက်ဆက်တက်ပြီးတပန်းကြပြီးတဲ့အချိန်မှာမြန်မာလုတ်တာအုပ်စုကဘယ်သူ့ကိုမှမနှုတ်ဆက်ပဲနဲ့လည်းနဲ့စောစောမှာပဲထွက်ခွာသွားကြပါဘူး။ဘွားချူအွယ်တွေထွက်ခွာသွားရဲ့နောက်ပါမိတဲဆိုတဲ့ကရင်သူဟာလေသူ့ရဲ့ဝေဒနာဘယ်လိုဆက်ပြီးတော့ခံစားနေမှာမလဲဆိုတာဘလို့ ို့ဘဝမျိုးနဲ့စဉ်တန်နေရမလဲဆိုတော့ကျွန်တော်ဘယ်တော့မှမသိတော့ပါဘူးဒါပေမဲ့အဲ့ဒီတော့ကကြုံခဲ့ရတဲ့ပုတ်အဲ့အဲ့အနက်ဆိုနေနေရဲနေတဲ့မိလုံးကိုတော့ကျွန်တော်ရဲ့ဘဝတစ်ဆက်လုံးလုံးဝမမေ့နိုင်တော့ပါဘူးဗျလောကကြီးမှာကျွန်တော်တို့ရဲ့အမြင်နဲ့အမှန်တရားအထက်နဲ့မကြတတ်ဘူးဆိုတာပါပဲကျွန်တော်တို့ဟာအနည်းအောင်မိလုံးပုတ်ရဲ့အနံ့ဥရဲတွေကိုမြင်တဲ့အခါမှာအဲဒါကိုတရေလို့တစိမ့်ကပ်လိုက်ကြပါတယ်တက်ဖို့အထီတောင်ဆုံးဖြတ်ခဲ့ကြပါတ ဒါပေမဲ့နောက်ဆုံးမှာတော့ပြင်သူကမျိုးယိုးလိုက်တဲ့ဝေဒနာခံစားနေရတဲ့မျိုးသမီးတူသားဖြစ်ပါရဲ့တကယ်ကိုကြောက်စရာကောင်းတာနေထဲမှာပြန်ဝဲနေတဲ့ဥကောင်တစ်ခုလားဒါမှမဟုတ်စာနာမှုကိမဲစွာနဲ့တူးဆက်တဲ့သူကိုဖယ်ထုတ်ဖို့ကြိုးစားတတ်တဲ့လူသားချင်းစိတ်ဓာတ်လားဝိတ္တကြည်တာဥမျက်ဆိုရဲ့နေရမှာဆိုရင်ဒါကြတော့ရဲ့ဇနီးပါဆိုတဲ့စကားကိုကြားပြီးရဲ့နောက်မှာစိတ်ထဲကနေကြောက်ရွံ့မှုနဲ့လူသားချင်းစာနာမှုကြဘလို့ဆုံးဖြတ်ချက်ချမှာလေ အဲ့ဇန်လန်ကနီးဘာတွေတိမ်ငန်းစာရရှိသွားလဲဆိုတာတော့မိတ်ဆွေတို့ကကျွန်တော်ရဲ့ comment ပေါင်းမှာရေးပေးသွားကြပါဦးခင်ဗျာမိတ်သက်ကြီးအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်မှခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ